ခင်မွန်း၃ယောက်ယူထားတဲ့ကျမဘဝအလုံးမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်မြို့သမီးကတော့ခင်မွန်း၃ယောက်ကိုလက်ထပ်ထားပြီးကမ္ဘာစံချိန်တင်ထားသူပါသူကတော့ကလေးနှစ်ယောက်အမေမုတ်ဆိုးမနယ်လီဖြစ်ပါတယ်နယ်လီဟာခင်မွန်း၃ယောက်နဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီးဘဝကိုအကောင်းဆုံးဖြတ်သန်းနေပါတယ်အမျိုးသမီးတစ်ယောက်ကခင်မွန်း၃ယောက်ရှိနေတယ်ဆိုတာဒေသခံတွေအတွက်တော့ထူးဆန်းတဲ့အကြောင်းအရာဖြစ်နေပါတယ်ဒါပေမဲ့လေသူတို့ကိုမြန်မာများလာတော့လေပတ်ဝန်းကျင်ကတော့မင်းငို့ဖို့မိလာကြပြီးသူတို့ရဲ့မိသားစုဘွားလေးကိုအားကြနေကြပါဗျ တတရွေတူအမျိုးသား၃ယောက်ကအမျိုးသမီး၁ယောက်ထဲကိုလက်ထပ်ထားပြီးတအိမ်ထဲမှာအတူတူနေကြတယ်ဆိုတာအဆင်ပြေကြပါမလားလို့တွေးစရာရှိနေပါဒါပေမဲ့ဂျင်မီဒန်နီနဲ့ဟက်ဆန်တို့ကတော့အဆင်ပြေပြေနဲ့နေထိုင်နေကြတဲ့အပြင်နယ်လီရဲ့ခင်မုန်းတွေဖြစ်ရတာလည်းဂုံယူနေကြပါတယ်နယ်လီကကားပွဲစားတစ်ယောက်ဖြစ်ပြီးဒူဘိုင်းကနေကားတွေတင်သွင်းရင်းစီးပွားရေးအဆင်ပြေပါတယ်သူရဲ့ပထမအိမ်နောက်နဲ့သားသမီးနှစ်ယောက်ထွန်းကားခဲ့ပေမဲ့၈နှစ်လောက်ပဲပေါင်ပတ်လိုက်ရပြီးကားအက်ဆီဒန့်ကြောင့်ခင်မုန်းတဲ့ကကွယ်လွန်သွားခဲ့ပါတယ် နယ်လီရဲ့မက်ဟက်ဆန်ကကလေးတွေကိုစောင့်ရှောက်ဖို့မရည်ဖြစ်သူနဲ့အတူဆက်ပြီးနေခဲ့ပါတယ်။နယ်လီကအပြစ်မဲ့အမြဲသွားနေရပြီးအလုံများသူဖြစ်တာကြောင့်ဟက်ဆန်ကအိမ်မှာနေပေးနေရတာပါ။ဒါပေမဲ့တဖြည်းဖြည်းနဲ့အနေနီးလာတဲ့အခါရင်ခုန်မိလာကြပြီးနယ်လီနဲ့ဟက်ဆန်လည်းချစ်မိသွားကြပါတယ်။ဟက်ဆန်ကနယ်လီနဲ့လက်ထပ်ပြီးအိမ်မှာပဲဆက်နေခဲ့ပါတယ်။အဲဒီနောက်နယ်လီကတခြားခင်မွန်းတွေကိုအိမ်ကိုခေါ်လာတဲ့အခါမှလည်းကြိုဆိုပေးခဲ့ပြီးညီကိုရီလိုချစ်ချစ်ခင်ခင် နေထိုင်ဖြစ်ပါတယ်။ ဒုတိယခင်မွန်ဂျီမီကတော့နယ်လီနဲ့တွေ့တဲ့အချိန်မှာအသေးကွဲနေတာပါ။နယ်လီကဂျီမီရဲ့ခံစားချက်တွေကိုနှစ်သိမ့်ပေးခဲ့ပြီးယဉ်ဖွင့်စေခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ဇလန်လေးကတော့တငယ်ချင်းတွေဖြစ်စတင်ခဲ့ကြပြီးတဖြည်းဖြည်းနဲ့ချစ်မိသွားကြပါတယ်။နယ်လီကဂျီမီကိုသူ့ရဲ့ဘဝအကြောင်းပြန်ပြောပြရင်းမက်ကလေးနဲ့လက်ထပ်ထားတယ်ဆိုတာဖွင့်ပြောခဲ့ပါတယ်။ဂျီမီကလည်းအခြေအနေတွေကိုလက်ခံနိုင်တဲ့အတွက်သူတို့နှစ်ယောက်လက်ထပ်လိုက်ကြပြီးတအိမ်နဲ့အတူတူနေထိုင်ခဲ့ကြပါတယ်။ တတိယခင်မွန်ဒန်နီကတော့ចောင်းသားတယောက်ပါသူကအတုံးစိတ်လည်းမရှိပဲပြက်တုံးလက်တုံး23ဖြစ်နေတဲ့အချိန်မှာနယ်လီကကက်တင်ရှင်မေခလာဖြစ်လာခဲ့ပါတယ်သူတို့နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ပြီးအပျော်ကြီးပျော်နေကြတော့နယ်လီကသူ့မှာခင်မွန်နှစ်ယောက်ရှိကြောင်းဖွင့်ပြောလိုက်ပါတယ်ဒန်နီကပထမဆုံးအင်ကိုလိုက်လာတဲ့အချိန်မှာကြောက်နေခဲ့ပေမဲ့ခင်မွန်နှစ်ယောက်ကဖော်ဖော်ရွေရွေကြိုဆိုတဲ့အခါကျမှစိတ်သက်သာရာရခဲ့ပါတယ်ဒီလိုနဲ့ဒန်နီပါနယ်လီနဲ့လက်ထပ်လိုက်ပြီးလင်မယားလေးယောက်တအိမ်ထဲမှာအတူတူနေထိုင်ကြပါတယ် နယ်လီကချမ်းသာတဲ့အတွက်အင်ကြီးထဲမှာခင်မုန်းတွေကိုကိုပိုင်ခန်းတကန်းစီပေးထားသလိုသူကိုယ်တိုင်လည်းကိုပိုင်ခန်းနဲ့ပဲနေပါဗျ။ခင်မုန်းတွေကအလုတ်လုတ်စရာလည်းမလိုပဲအိမ်အောင်ဦးစီးနယ်လီရှာဖွေသမျှကိုတုံးနေရုံမှာနယ်လီကပထမခင်မုန်းကိုဆုံးရှုံးလိုက်ရပြီးတဲ့ကခင်မုန်းတစ်ယောက်꿰လို့ရင်တော့နောက်ထပ်ခင်မုန်းတွေကြံနေစေဖို့အခုလိုမျိုးတပြိုင်တည်းခင်မုန်း၃ယောက်နဲ့လက်ထပ်ထားတာဖြစ်ကြောင်းပတ်ဝန်းကျင်ကတော့ခံမှန်းပြောဆိုနေကြပါဗျ။ နယ်လီကခင်မွန်းတယောက်စီအတွက်ကားအကောင်းစားတစ်စီးစီနဲ့ဖုန်းအကောင်းစားတစ်လုံးစီဝယ်ပေးထားပြီး၃ရောက်လုံးကိုတန်းတူဆက်ဆက်မာတယ်။နယ်လီကသူဟာခင်မွန်းတွေကိုညီတူညာတူချစ်မြတ်လို့သလိုခင်မွန်းတွေကလည်းသူ့အပေါ်လေးလေးဆက်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 ရင်ပျော်စရာမိသားစုဘွားလေးကိုလင်မယားလေးယောက်ချစ်ချစ်ခင်ခင်နဲ့တိဆောက်နေကြပါဗျ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။